ယနေ့ဓမ္မနန်းတော်ဝိပဿနာရိပ်သာတိဆောက်ဖို့ရန်အတွက်သရဖြူပွေးဉဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပါဝင်တူတန်းပေးကြသောအလူရှင်များမှာကချင်းပြည်နယ်တာပခန့်မြို့တည်ဥကုကိုလတ်မတ်မြင့်မြင့်ဝင်းနှင့်ညီကိုချစ်သူမိသားစုမှတသိန်းခွဲချက်ဦးအောင်လွင်အာရည်သူရည်မှန်း၍ဦးအောင်လွင်စတူမိသားစုမှတသိန်းချက်ကိုလင်းလင်းအောင်မှတထောင်ချက်ကွယ်လွန်သားရှာပြီးဖြစ်တော်မိပါများအာရည်သူရည်မှန်းပြီးတော့ဒေါ်ရီတန်းတထုံမြို့နှင့်အင်းရှီရွာမှနှစ်သိန်းချက် မန်နွယ်သိန်းကြီးထွန်းမွေးနေ့ကုစုအဖြစ်နှစ်သိန်းကျပ်ဦးဝင်းမြင့်ထွန်းဒေါ်အေးခိုင်6မြို့မှတထောင်ကျပ်မောင်ဆိုင်သက်လွင်မှနှစ်သိန်းကျပ်ကိုစောင်းမင်းထွန်းမှလဲ့လဲ့မော်မိသားစုမှတသိန်းကျပ်ကိုအောင်မျိုးမင်းမိသားစုမှတသိန်းကျပ်ကွယ်လွန်သွားချာဖြစ်သောဦးဝေတန်းမြတ်အာရည်သူရည်မှန်ပြီးတော့ကိုဝေရန်မင်းတက်မိသားစုမှ9000ကျပ် ဥကျော်စိန်အာရည်သူရည်မှန်း၍ကိုစန်းထွန်းမချောစုမိသားစုမှ တသိန်းကျပ်ကိုပြီးစိုးအောင်မိသားစုမှတသောင်း9000ကျပ်ကိုတန်းစော်ဦးမိသားစုမှတသိန်းခွဲကျပ်မခင်မကြီးရန်ကုန်မြို့မှ2000ကျပ်ကိုစိုးဝေဖြိုးမှ2000ကျပ်ဤကုသိုလ်ရှင်စေတနာရှင်အပေါင်းတို့သည်ကြာဥစွာဖြစ်သောကဆိုဘေးသို့အန္တရာယ်သို့ယောဂါသို့ အမျိုးမျိုးကင်းစင်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်အတွင်း၌ဒုက္ခအပေါင်းတို့ချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောင်ပြုနိုင်ကြပါစေထိုမှတပံတဘောတခန္ဓာချုပ်ငြိမ်းသွားသောဥကြောစိန်အား၎င်းဥအောင်လွင်အား၎င်းဥဝေတန်းမြတ်အား၎င်းဤကုသိုလ်ကောင်းမှုတို့အား၎င်းတို့၏မိသားစုများပေးပို့ပြုလို့အားထုတ်အပ်သောကုသိုလ်ကောင်းမှုတို့အားတာရုခေါ်နိုင်၍၎င်းအကယ်၍ ဒီကဏိသောအခါတမယ၌မသိမတင်နှလုံးသွင်းမိညာမရောက်ရှိခေါင်းတော်ဘုံဘဝဘုံဌာနသို့ရောက်ရှိနေညာယနေ့ယခုမိသားစုများအပေးပို့အပ်တော်ကုသိုလ်ကောင်းမှုတို့အားတာရုခေါ်နိုင်၍တော်၎င်းအမမထာတဘာဝသောတန်ဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့်တကွာရွှေမျိုးမိသားစု အပေါင်းတို့မှပေးပို့အပ်တော်ကုသိုလ်အမြတို့အားတာရုခေါ်နိုင်၍တော်၎င်းမိမိ ပြုလုပ်အားထုတ်ခဲ့ပြီးသောကုသိုလ်ကောင်းမှုတို့အားပြန်လည်ကအမှတ်ရ၍တာလူခေါ်နိုင်၍တော်၎င်းဤကောင်းမှုကုသိုလ်တို့အားတာလူခေါ်နိုင်ပြီးနှင့်အကယ်၍နေကြသောဘုံဝဘုံဌာနသို့ရောက်ရှိနေညာယနေ့ယခုပြုလုပ်အားထုတ်အပ်သောကုသိုလ်ကောင်းမှုတို့အားတာလူခေါ်နိုင်ပြီးလင်မြင့်မြတ်သောဘုံဘဝဘုံဌာနသို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ဤကုသိုလ်အားအလုံးသောတတ္တဝါအပေါင်းတို့တာလူခေါ်နိုင်ကြပါစေအဲ့တော့ယင်ဒီမှာ မိကောင်းကလူသေးလို့လူပြန်ဖြစ်အောင်လို့ဘယ်လိုကုသိုလ်မျိုးကိုလုပ်ရမလဲလို့မေးတာအဲ့တော့ဒီမိကောင်းနဲ့ပတ်သက်ပြီးတော့လူတယောက်ကလူပြန်ဖြစ်တယ်ဆိုရင် အရင်ရတာပဲလူတယောက်ကလူဖြစ်နေတဲ့လူတယောက်ကသေသွားတယ်နောက်ဘဝမှာလည်းလူပြန်ဖြစ်တယ်ဆိုရင်တော့ဒါအရင်ရတာပဲအဲ့တော့မနုဿတ္တဘာရောဒုံတဘောလူဘဝရဖို့ခဲရင်တယ်အခုလူဘဝလည်းရနေတယ်နောက်တစ်ခါ ်တရမတ်တဝနံအတိဒုံလဘံသူတော်ကောင်းတရားတွေကိုလည်းနာကြားနေရတာဖြစ်တဲ့အတွက်ကြောင့်လူဘဝနေပြီးတော့ဒီတဲ့မြင့်မြတ်တဲ့ဒီတဲ့ကောင်းတဲ့ဒီလိုမျိုးကြိုးစားမယ်ဆိုရင်တော့ဒီတဲ့ကောင်းတဲ့နတ်ပြည်မြမပြည်တွေကိုရောက်အောင်ကြိုးစားနိုင်စွမ်းအများကြီးရှိတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီနေ့မြမပြည်မှာဒါနလည်းရှိတယ်၊သီလလည်းရှိတယ်၊တမထလည်းရှိတယ်၊ဝိပဿနာတရားလည်းရှိတယ်။အကုန်လုံးဟာအကုန်လုံးဟာဒါနသီလတမထဝိပဿနာတရားတွေကိုအကုန်လုံး ဘယ်တရားတွေကိုပဲထူးထူးမြတ်မြတ်နဲ့ကောင်းကောင်းမွန်မွန်ဘယ်တရားကိုပဲပြုလုပ်အားထုတ်သည်ဖြစ်စေလူဘုရားနေပြီးတော့ကောင်းမြတ်တဲ့နတ်ဘုံဗြဟ္မာဘုံနဲ့အရိယာလမ်းကိုရောက်နိုင်တဲ့တရားတွေကြီးတွေပါပဲအဲ့တော့ယင်လူတယောက်ကလူဘုရားကိုပြန်ရဖို့ဆိုတာတဲ့လူဘုရားနဲ့ပို့ပြီးတော့ကောင်းတဲ့အရိယာဘုရားကိုရောက်အောင်ကြိုးစားမယ်ဆိုရင်တော့အတိုင်းမသိပို့ပြီးတော့ကောင်းပါလေအဲ့ဒီခါကျတော့မှမနုဿတ္တဘာဝတုံးတဲ့ဘောအခုဟာကတော့ ဘုရုပောင်ဒေါ်ဒုံလဘောဆိုတဲ့တရားနဲ့ဘုရားပွင့်တဲ့ကာလဘုရားရဲ့တရားတော်တွေရှိနေတဲ့အချိန်ကာလမှာပို့ပြီးတော့လူဘဝနေပြီးတော့အရိယာဖြစ်အောင်ပို့ပြီးတော့ကြိုးစားအားထုတ်တယ်အဲ့တော့ဒီနေရာမှာတစ်ချက်မှတ်မှာကလူဘဝနေပြီးတော့လူပြန်ဖြစ်အောင်ကြိုးစားတယ်ဆိုတော့ကံဘက်ကနေဖြည့်တာအဲ့ဒါကကမ္မတက္ကရတမ္မာဒိဋ္ဌိဘက်ကဖြည့်တာနောက်တစ်ခါဉာဏ်ဘက်ကနေဖြည့်ရမယ်ဆိုရင်တော့သစ္စာနုလောမိကဉာဏ်ဝါဝိပဿနာဉာဏ်ဘက်ကနေဖြည့်ရင်တော့လူတည်လို့လူဖြစ်တာဆိုတာတဲ့ လူယုံနံချုပ်သွားတယ်နောက်ထပ်ယုံနံအစားထုတ်ပြီးတော့အဲ့ဒီအစားထုတ်တဲ့ယုံနံဟာအပင်လေးပါလွတ်တဲ့ယုံနံခန္ဓာမျိုးရအောင်ကြိုးစားနိုင်ရတော့ပိုကောင်းတာပေါ့အဲ့တော့ဒီမေကောရှင်ကလူသေးလို့လူပြန်ဖြစ်အောင်လို့ဘယ်လိုကြိုးစားရမလဲဆိုတော့တရဏဂုံသုံးပါလုံရင်တရဏဂုံသုံးပါထိရမယ်ငါးပါးသီလအပြည့်အဝထိနေဆိုရင်ကျင့်တယ်ပေါ့လူပြန်ဖြစ်ပါတယ်ဘာဖြစ်လို့ဒီလိုအတိအကျပြောရတာလဲလို့မင်းပါဠိတော်မှာရှိပါတယ် မာကဆိုတာမာကလူလင်မှာဇနီးတဲ့၄ယောက်ရှိတယ်အဲ့ဒီဇနီးတဲ့၄ယောက်မှာ၃ယောက်ကတော့တရားဝါသနာပါတယ်ဒါမဲ့လို့အဲ့ဒီအချိန်မှာတော့တိလာစောက်တည်တဲ့တရားမှာဒါသာသနာပကာလပဲအဲ့တော့ဥမာကတော့ပရာဟိတာတွေလုပ်တယ်ဒါနတွေတိလာတွေစောက်တည်တဲ့အချိန်ဟာဘုရားမပွင့်သေးတဲ့သာသနာပကာလပဲအဲ့ဒီအချိန်မှာဝိပဿနာသူတို့မသိခဲ့ဘူး ဲ့ဒီမသိခဲ့တဲ့အချိန်မှာ သူတို့ကုစုကောင်းမှုတွေလုပ်တယ်ဒီနေ့ခေတ်လို့ပြောရရင်တော့ပရိဟိတတွေအများကြီးလုပ်ခဲ့တယ်ပေါ့အဲ့ဒီပရိဟိတတွေအများကြီးလုပ်တဲ့အထက်မှာသူဓမ္မာတို့သူနန္ဒာတို့သူစီတာတို့သုံးယောက်ကအဲ့ဒီအထက်မှာပါတယ်ဆိုရမှာသူလှူတဲ့တန်းတဲ့အထက်မှာပါတယ်တောက်ရီဦးစင်တဲတဲ့ဇယံစောင့်လုပ်တယ်ဧည့်သည်တွေကြွေးတယ်မွေးတယ်နေ့တိုင်းအလိုလုပ်ပြီးတယ်အဲ့ဒီပုဂ္ဂိုလ်တွေတည်တဲ့အခါမှာတောင်ရင်းသားနတ်ပြည်မှာနတ်သမီးဖြစ်တဲ့ဥမာကလည်းဒါကြောင့်မဥမာကရဲ့လို့ယနေ့ဖြစ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုတော့ယင်း ဒါနောက်တစ်ယောက်ကသူဇာတာသူဇာဆိုတဲ့အမျိုးသမီးရတော့အဲ့ဒီအလုပ်တွေသူမလုပ်ဘူးဝါသနာမပါဘူးအဲ့တော့တတန်းအလျောက်ဒေသွားတဲ့အခါမှာမိဖုရားလေးယောက်မှာ၃ယောက်ကနတ်ပြည်ရောက်တယ်တယောက်တော့သူကနတ်ပြည်မရောက်ဘူးဗျိုင်းမာလေးဖြစ်နေတယ်အဲ့တော့အဲ့ဒီဗျိုင်းမာလေးကိုလူပြည်ရဖို့အတွက်ကိုတရားမင်းကသွားပြီးတော့ဗျိုင်းမာလေးကိုသွားပြီးတော့တရားဟောရတယ်တော့ဒီနေ့စကားနဲ့ပြောရရင်တော့တရားဟောတယ်ဆိုဆိုမှလည်းအတိပေးတယ်ပေါ့ဒါကတော့ကျမ်းကိုအနှစ်ချုပ်ပြီးတော့ပြောလိုက်တာ အတိသွားပေးတယ်။မင်းဗျိုင်းမောင်းကနေပြီးတော့လူပီရောက်ဖို့အတွက်ငါးပါးဒီလာစောင်းထိန်ဆိုတော့ဗျိုင်းမောင်းကငါးပါးဒီလာစောင်းထိန်ဖို့အတွက်အသားသိန်းငါးသိန်းဖားသိန်းကိုမဆိုင်ရင်ဒါရပြီပဲဆို။အဲ့တော့အသားသိန်းငါးသိန်းဖားသိန်းကိုရှောင်လိုက်တယ်။အဲ့ဒီတိုင်းပဲတသက်လုံးထိန်လိုက်တယ်။ဗျိုင်းလေးဘဝကတည်တဲ့အခါမှာလူပြန်ဖြစ်တယ်။အဲ့ဒီလူဘဝကနေပြီးတော့နတ်ပြည်ရောက်တဆင့်ပြန်ကြိုးစားတော့လေ။တိလှပဲပြန်ထိန်ရတယ်။ငါးပါးဒီလာပဲထိန်တယ်။တေတာနဲ့နတ်ပြည်ရောက်တယ်။အတူတာနတ်ပြည်ကိုရောက်တယ်။အဲ့ဒီကနေပြီးတော့ဒါ ဗဂျာမင်းဥမာကရဲ့နေရာကိုရောက်အောင်လို့တဖြည်းဖြည်းသွားရတယ်ဒါကတော့ပါဠိအထောက်ကိုပြောတာဆိုတော့လူဘဝကနေပြီးတော့လူပြန်ဖြစ်ခြင်းနဲ့ဆိုငါးပါးသီလလောအောင်ထိတရဏဂုံသုံးပါးသန့်ရှင်းအောင်ထိဒါဆိုရပြီဒါဆိုရင်လူပြည်နဲ့ပြီးသေးကြတယ်ဒါမဲ့လုံအောင်တော့ထိရမယ်လုံအောင်တော့ထိရမယ်အဲ့တော့တပည့်တော်ကအဲ့ဒီထက်ပို့ပြီးတော့ဂျိုးစားခြင်းနဲ့စွမ်းနိုင်တဲ့ဉာဏ်တွေရှိနေတယ်ရှိလည်းရှိတယ်ရှိနေတဲ့အချိန်ကာလလည်းဖြစ်တယ်ဆိုရင်တော့အရိယာဖြစ်အောင်ဂျိုးစားမယ် ဒါတော့နောက်ထပ်တစ်ပတ်လို့ဘုရားပြန်ရတယ်ပဲထအောင်တော့ဒီဘဝနေသေးတယ်နောက်ထပ်တစ်ပတ်လို့ဘုရားပြန်ရတယ်ပဲထအောင်တော့ပြန်ရလာမယ့်ဘဝရဲ့အနေထားကဆိုကြပါတော့နတ်ပြည်ရောက်တယ်ဆိုတောင်းလိန်သာနတ်ပြည်ကိုရောက်နေတယ်ပဲထအောင်တော့နောက်တော့ဘုရားကိုတော့တွေ့ကျင်လဲတွေ့နိုင်တယ်သို့တော်ညာလဲနတ်တတန်အရှိကြီးနဲ့မှုလို့တော်သေးတယ်လို့ပြောလို့ရတယ်ဒီနေ့ခင်မှာလူပြန်ဖြစ်တယ်ဒီနေ့သေးတယ်နောက်နေ့ဒီနေ့သေးတယ်သေခြင်းပဲနောက်ထပ်ပြိတန်တွေအောင်ပြီးတော့လူပြန်ဖြစ်တယ်ဆိုခေကာလအနေထားအရာ ဆုတ်ကက်ကာလကိုတဖြည်းဖြည်းရောက်လာရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းနောက်ပိုင်းမှာဖြစ်လာမယ့်အနေအထားတစ်ခုဟာကောင်းမယ့်အနေအထားမှာမရှိဘူး။ဒါကဒီနေ့ခေတ်ပုံစံအနေအထားတဖြည်းဖြည်းနဲ့အခုသက်တမ်းက85နဲ့နေပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းရော့လာတယ်။အဲ့တော့ဒီကနေပြီးတော့ကိုကနောက်ထပ်ရော့လာမယ့်သက်တမ်းမှာလိုပြန်ဖြစ်တယ်ဆိုအဲ့ဒီပြန်ဖြစ်နေတဲ့ကာလမှာဘုရားတရားတန်ခါဆိုတဲ့အခုတရားတွေကိုနားရဖို့ဆိုတာမသေးကြတော့ဘူး။ လူတော့ပြန်ဖြစ်မယ်ဒီတရားကိုနာရဖို့မသေးကြဘူးနောက်တစ်တပံအရင်ရအောင်လုပ်ဖို့မသေးကြနိုင်တော့ဘာလို့လဲကိလေသာဒါအထူထက်သွားပြီကိလေသာနဲ့ထူတယ်ညံနဲ့ထိုင်းသွားတဲ့အတွက်နောက်တစ်တပံလူဘဝပြန်ရတဲ့ထောင်းတော့အဲ့ဒီလူဘဝနေပြီးတော့နောက်တစ်တပံရဖို့ဆိုမလွယ်တော့အဲ့တော့ဒီနေ့ဒီချိန်မှာကိုကလူလဲဖြစ်နေသေးတယ်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးလဲရှိနေသေးတယ်အဲ့ဒီထဲကိုမှဘုရားတရားရဲ့ တန်ခါယတနာမြတ်သုံးပါးရှိနေတာတဲ့ပို့ပြီးတော့ထူးတာကသစ္စာတရားရှိနေသေးတယ်ဒါနကောင်းကောင်းသီလကောင်းကောင်းတမထကောင်းကောင်းဝိပဿနာတရားကောင်းကောင်းရှိနေသေးတဲ့အချိန်ခါလာမှာပို့ပြီးတော့ကြိုးစားအားထုတ်တယ်ဆိုလို့ရှိရင်ဘုဘဝဒေဗကနေပြီးတော့အရိယာဖြစ်သွားရင်ဟိုဘက်မှာလူဘဝအောင်နောက်တစ်ပတ်တပြီးတော့ရပါစေလို့ဆုတောင်းနေတရားမလို့အရိယာပဲအဲ့တော့လူသေးလို့လူပြန်ဖြစ်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့လူသေးလို့လူပြန်ဖြစ်တယ်ဆိုတဲ့အတွေးခေါ်ကာမတက္ကရသမ္မာဒိဋ္ဌိကံဘက်ကနေဆောင်ပြီးတော့ ဟောတဲ့တရားအဲ့ဒါကဉာဏ်နဲ့တဲ့ပုံကိုယ်တွေဟောတာအဲ့တော့ဉာဏ်များတဲ့ပုံကိုယ်တွေကြတော့ဉာဏ်ရှိတဲ့ပုံကိုယ်တွေကြတော့အဲ့လိုမဟုတ်တော့ဘဲနဲ့လူဆိုတာလည်းမဟုတ်ဘူးယောက်ျားမင်းမပုံကိုယ်သတ္တဝါမဟုတ်ဘူးဘုန်းကြီးဟန်ဆိုတာမဟုတ်ဘဲနဲ့ဘာလဲဆိုတော့ခန္ဓာ၅ပါးယုံနာတဲ့ပါဒုက္ခသစ္စာဒါလျင်ရှိတယ်လို့သစ္စာကိုတင်ပြီးတော့ဟောလိုက်တဲ့အတွက်ဒါကသစ္စာနဲ့ဆက်တဲ့တရားမလို့သစ္စာအနုလောမိကဉာဏ်ဖြစ်တာအဲ့ဒီသစ္စာအနုလောမိကဉာဏ်နဲ့ပြီးတော့မိမိခန္ဓာထဲကိုဉာဏ်သွင်းပြီးတော့ ခန္ဓာတွေကိုညံသွင်းပြီးတော့ကြည်တာမှာခန္ဓာကိုညံနဲ့ဆိုက်ကြည့်တဲ့ကံမှာရုပ်ရဲ့အပြည့်နာရဲ့အပြည့်ဝေဒနာရဲ့အပြည့်ကိုတွေ့လာရင်တော့အနုဘောဓအနု